Facebook အကောင့်တော့အသုံးပြုနေတယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ Facebook အကောင့်ရဲ့ password ကိုတော့ကျွန်တော်တို့ကအမှတ်မပြုဘူးဒီလိုမျိုးဖြစ်နေတဲ့သူတွေအတွက်ဒီနေ့ဗီဒီယိုလေးမှာတော့အကောင့်ရဲ့ password ကိုအလွယ်တကူဘယ်လိုမျိုးပြန်ကြည့်လို့ရနိုင်မလဲဆိုတော့ကိုပြောပြမှာဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေညီနေကကိုယ့်ရဲ့ Facebook အကောင့်ရဲ့ password ကိုအလွယ်တကူကြည့်လို့ရနိုင်မယ့်နည်းလမ်းအကြောင်းကိုသိချင်တယ်ဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးကြပါအောင်ဗျာ ထမဆုံးအနေနဲ့ကကြတော့ကျွန်တော်တို့ကကျွန်တော်တို့အကောက်ဖွင့်ထားတယ်ပေါ့နော်ဖုန်းတလုံးတွေကိုအရင်ဆုံးသွားရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လုပ်ရမယ့်နေ့လမ်းမှာတော့ကျွန်တော်တို့က Facebook အကောက်ဖွင့်နေရပါတော့ကျွန်တော်တို့ထားခဲ့တဲ့ password ကိုစေထားမှာပဲ password ကိုပြန်ကြည့်လို့ရမှာပါတကယ်လို့စေမထားဘဲနဲ့ password တော့ကြည့်လို့မရပါဘူးတကယ်လို့စေမထားတဲ့အနေအထားမျိုးမှာတော့ forget လုပ်လို့ရတဲ့နီလန်းအကြောင်းကိုသိချင်တယ်ဆိုရင်တော့ ကျွန်တော်ဒီနေ့ဗီဒီယိုတည်းအောင်ပါလေပေါ့နော် description ပါတယ်အဲ focus လုပ်လို့ရတဲ့နေရာအကြောင်းကိုပြပြပေးထားရှိတယ်အဲ့ဒီမှာလည်းတော်ရလေ့လာလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီစေထားတဲ့ဗီဒီယိုလေးအတွက်ပေါ့နော်အလွယ်တကူကြည့်နေပါအရင်ဆုံးတော့ကျွန်တော်တို့ကဒီ chrome ကိုအရင်ဆုံးဝင်ရမယ်ပေါ့နော် chrome ကိုဝင်လိုက်မယ် chrome ကိုရောက်ပြီဆိုတော့ ਨੇ ဒေါင်းဆုံးကအဆက်430ရှိတယ်ပေါ့နော် chrome ရဲ့ထိပ်ဆုံးမှာအဆက်430ရှိတယ်ကျွန်တော်တို့အကောက်ရေးပေးနာမှာပေါ့နော်အဲ့အဆက်430ထဲကိုကျွန်တော်တို့ကနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာ ပြီးရင်ကျော်တို့ကစက်တင်နေကိုထပ်ပြီးရောက်ဝင်ပါမယ်။စက်တင်နေကိုရောက်ပြီးဆိုတော့ကျော်တို့ဒီအကောက်ရောက်သွားပြီဗောနော်အကောက်ထက်ရောက်သွားပြီအဲ့မှာကျော်တို့ Google Password Manager ဆိုတာရှိတယ်။အဲ့ထဲတော့ကျော်တို့ကဝင်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကြည့်လို့ရပြီဗောနော်။ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့ဖွင့်ထားတဲ့မြအကောက်တွေရဲ့ password ကိုသူကအကုန်လုံးစေထားတာဗောနော်။စေထားမှာပဲကျော်တို့ကကြည့်လို့ရမှာပါ။ဒီမှာဆိုရင်တော့မိတ်ဆွေက Facebook account မှတ်မိဘူးဆိုရင် Facebook account ရဲ့ အကောက်ကိုဝင်လိုက်ပါတော့ပြီးရင် Facebook အကောက်ရဲ့ password ကိုနှိပ်ပြီးတော့ကျတို့ကဘဏ္ဍာပိုင်းဘဏ္ဍရက်နေမှာပါတော့အကောက်ဖွင့်ထားတယ် password ဘလို့ change ထားတယ်ဆိုတာအစသူကစေထားတယ်ပါတော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအများသောအားဖြင့်တော့ကျွန်တော်တို့ Facebook အကောက်တွေဖွင့်ပြီးဆိုရနေတော့သူကစေခိုင်းတယ်ပါတော့အဲ့ခါကျကျွန်တော်ကတစ်ခါလေးကြာရင် and not now နှစ်လက်တာရှိရတခါကျရင်စီလက်တာရှိရပေါ့နော်။ညသွားပြီးတော့စီတာများပါတယ်။ဒါကတော့ကျွန်တော်တို့ဒီစီထားတဲ့ Facebook အကောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုဖုန်းထဲမှာအသုံးပြုထားတဲ့အကောင့်နဲ့ပတ်သက်တဲ့ အကောင့်အများစုရဲ့ application ရင်ပေါ့နော် application နဲ့လက်ဖွင့်ပြီးသုံးပြရတဲ့အကောင့်တွေရဲ့ password တွေကိုစေထားတဲ့နေရာပဲဖြစ်ပါတယ်ဒီနေ့ video လေးကိုကြည့်ပြီးတော့အအဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဒါကတော့ကျွန်တော်တို့ကျွန်တော် Gmail မှာပေါ့နော် Facebook အကောင့်တွေ password ပဲဖြစ်ဖြစ်ဒါမှမဟုတ် TikTok အကောင့်တွေရဲ့ password ဖြစ်ဖြစ်အလွယ်တကူပြန်ကြည့်လို့ရနိုင်မယ်နီးလန့်အကြောင်းပါတကယ်လို့မိတ်ဆွေကဒီလိုမျိုး Chrome မှာမစေထားတဲ့အနေအထားမျိုးမှာဆိုရင်တော့ကျွန်တော်တို့ဒီဖုန်းနံပါတ်တွေပါအီးမေးလ်တွေရမရှိတော့အနေအထားမျိုးမှာကျွန်တော်တို့ကဒီ ိုယ့်ရဲ့ Facebook အကောင့်ကိုပေါ့နော်အလွယ်တကူ follow လုပ်လိုက်ရတဲ့နီးလိုင်းအကြောင်းကိုလည်းကျွန်တော်ရဲ့ channel ရဲ့ video video မှာပဲပေါ့နော် channel မှာလည်း video တစ်ခုတင်ထားတာရှိတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီ Facebook note ဒီ note ဒီဘာမှာပေါ့နော် Facebook ကနေ notification ချပြီးတော့ကျွန်တော်တို့ဒီအလွယ်တကူ follow လုပ်လိုက်ရတဲ့နီးလိုင်းအကြောင်းကိုလည်းပြပြပေးထားရှိပါတယ်အဲ့ဒီ video လေးမှာလည်းတွားရောက်ပြီးတော့ကြည့်ရှုရပါတယ်ခင်ဗျာဒီနေ့ video လေးကိုကြည့်ပြီးတော့အစီအမေသားလိုက်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ကတော့နီးပြတဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတည်ဆပ်ပေးနေတဲ့ AI Global ပဲဖြစ်ပါတယ်